မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဆရာမကတော့ဆရာမထားအစ်စလီအဘဆရာကြီးဒေါက်တာမင်းသိန်းခါရဲ့တပည့်ဖြစ်ပါတယ်ချွေရကုန်ပြအရှိဘမို့ချင်းသိန်းနှကောင်အောင်နာလီမှာဟောကံဖွင့်လာတာပဲဖြစ်ပါတယ်အဲ့တော့ဟောကံကိုတော့ပိတ်ရမရှိပါဘူးဒါပေမဲ့ဟောကံလေးလာမယ်ဆိုရင်ဖုန်းလေးတည်းရဲ့ဂျူဆက်ရင်ဆရာမရေရာကိစ္စနဲ့အလုပ်သွားတာလိုပါလို့ဆိုလို့ရှိရင်လည်းအပြင်မှာရေရာသွားချိန်ပေးတာလိုပါလို့ဆိုမစ်ဆွေနဲ့လွဲသွားမှာဆိုလို့ပါအဲ့တော့မလွဲစေချင်ဖို့အတွက် ဖုန်းလေးကြိုဆက်ပေးပါဖုန်းနံပါတ်က399 98 6939400ပဲဖြစ်ပါတယ်အဲ့တော့ جماعه ကဒီကနေပြီးတော့မိတ်ဆွေတို့ဒီ TikTok account Facebook page တွေကနေပြီးတော့ရေလျာလေးတွေနေ့စဉ်တင်သွားပေးမယ်ဒီရေလျာလေးတွေစိတ်ဝင်စားတဲ့မိတ်ဆွေတို့အနေနဲ့လည်းလိုက်လံပြီးတော့ပြုလုပ်ခြင်းနဲ့ဆိုရင် جماعه ရဲ့ account ကို follow လေးလုပ်အပေါင်းလေးနဲ့အသေးလေးလည်းပြီးသွားပေးပါအောင်ပြီးတော့မိမိအတွက်ပန်းမချီလို့ဆိုရင် share လေးလေး share သွားပေးလို့ရပါတယ်ဒီကနေ့မှာမိတ်ဆွေတို့ကိုပြပြပေးခြင်းနဲ့အကြောင်းအရာကကြတော့အဘဆရာ ုင်ကြီးဒေါက်တာမင်းတိန်ခါရဲ့ဂမ်ဘီယာရေရာနေ့တစ်ခု ဖြစ်ပါတယ်အဲ့တော့ဘာနဲ့သာသမီမဆိုဘယ်နဲ့သာသမီမဆိုပြုလုပ်လို့ရတယ်နောက်တစ်ခုကဒီရေရာက အောင်မြင်ကြီးပွားတိုးတက်စီးပွားတက်စီတဲ့ခြေလျာနီးလေးတစ်ခုဖြစ်ပါတယ်။မိဆွေတို့အတွက်လွယ်ကူတဲ့ပြည်ရင်းမာနေနေဒီပမာနေနေလွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ခြေလျာဖြစ်တယ်လို့လူမျိုးဘာသာမရွေးတဲ့ပြုလုပ်လို့ရပါတယ်။တကယ်သာယုံကြည်မယ်ဆိုရင်တော့ခြေလျာရဲ့အကျိုးကျေးဇူးကလျင်မြန်စွာအကျိုးပေးမြန်မာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်မကိုယ်တိုင်လည်းဒီခြေလျာကိုပြုလုပ်ခုပါတယ်။အဲ့တော့ဘာလေးလို့လဲဆိုလို့ရှိရင်ခြေလျာပြုလုပ်ဖို့အတွက်အောင်မြင်ကြီးပွားစီးပွားတက်စီဖို့အတွက် ရေရာပြုတ်လို့ဖို့ရပကံလုံးလေးတစ်လုံးလိုပါတယ်။ကျွန်မကတော့ဒီမှာရှိနေတဲ့ပကံလုံးလေးကိုပဲအသုံးပြုတာပါ။အဲ့တော့ကျွေပကံလုံးတစ်လုံးလိုပါတယ်။ပကံလုံးကကျွေဖြစ်ရပါမယ်။ပကံလုံးကလည်းကျွေပကံလုံးတစ်လုံးလိုတယ်။စားအနှင်းငယ်လိုပါတယ်။ပြီးတော့ရင်တကြားလေးအနှင်းငယ်လိုပါတယ်။စံအနှင်းငယ်လိုပါတယ်။အဲ့တော့နောက်ပြီးကြတော့တွယ်ချိတ်ပေါ့နော်။အင်းကြီးချိတ်တဲ့ချိတ်ကလေးတစ်ချောင်းပေါ့။ project ကလေးတစ်ချောင်းလေးလိုပါတယ်အဲ့တော့ Jake ကမေဆွေတို့အနေနဲ့ဒီလိုပဲရိုးရိုး Jake ပဲ၃၃ရွှေရောင် Jake ကလေးပဲ၃၃ Jake အကြီးပဲ၃၃အသေးပဲ၃၃ညံရှိတယ်လို့အသုံးပြုပါဒါဆိုရင်ရေဒီယာစတင်ပြီးတော့ပြုလုပ်ပါတော့မယ်ဒီရေဒီယာနည်းလေးဒီမေဆွေတို့အတွက်စီးပွားဥစ္စာတွေပွင့်လန်းတိုးတက်လာမယ်ငွေတွေလက်လာပါတွေပုံများလာလိမ့်မယ်ငွေကြီးလက်လာပါတွေပုံများမယ်ပြီးတော့ မိမိရဲ့လုပ်ငန်းတွေအောင်မြင်လိမ့်မယ်တိုးတက်လာပါလိမ့်မယ်ကြွေပကံလုံးတစ်လုံးတည်းကိုစားအနေငယ်ထည့်ပါမယ်စားလူဖြစ်ရပါမယ်ပေါ့နော်စားကအနေငယ်ထည့်လိုက်ပါစားအနေငယ်ပါမှဆင်မထည့်လိုက်ပါပြီပြီးတော့ရင်တခြားအနေငယ်ထည့်ရပါမယ်တခြားအနေငယ်ထည့်ပေးပါဆန်အနေငယ်ထည့်ရပါမယ် အဲ့တော့ပကံလုံးဒီဖန်ခွာလေးတစ်လုံးစီပဲအဲ့တော့စတူဖြစ်သွားပြီတည်တန့်ချိန်နေစရာမလိုတော့ဒီလိုမျိုးပကံလုံးလေးထဲမှာစမ်းစားရဲတကြားရဲစမ်းရဲအနေငယ်ထည့်ပြီးပြီဆိုရင်တော့ဒီတွေ့ချိန်ကလေးကိုပိတ်ထားမယ်ပေါ့နော်တွေ့ချိန်ကလေးကိုမဖွင့်ဘူးတွေ့ချိန်ကလေးကိုဒီပိတ်ထားတဲ့အတိုင်းကလေးပဲဒီပကံလုံးရဲ့အလေထဲမှာတင်လိုက်မယ်တွေ့ချိန်လေးတင်လိုက်မယ် ဒါဆိုရင်ရေရာကိစ္စပြီးသွားပြီအရင်လေးလွယ်ကူတဲ့ရိုးရှင်းတဲ့ငွေကုန်ကြေးကြလည်းတက်တာပါတယ်အခုခေတ်ခုခံမှာကြတော့ငွေကြေးမတက်နိုင်တဲ့သူကလည်းအဲနည်းနည်းလေးညားရတယ်ပေါ့နော်အဲ့တော့လွယ်လွယ်ကူကူလေးနဲ့ပတ်စံနေဝင်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ లై မလုပ်ချင်ဘူးလားအဲ့တော့ဒီလိုမျိုးပြုလုပ်ပြီးပြီဆိုတာနဲ့အဲ့ဒီလိုစံထည့်နေတဲ့အချိန်မှာတကြားထည့်နေတဲ့အချိန်မှာစားထည့်နေတဲ့အချိန်မှာမိတ်ဆွေတို့နေ စီးပွားဥစ္စာတွေပွင့်လန်းတိုးတက်ပါစေ၊ကန်ဆာတာတွေပွင့်လန်းတိုးတက်ပါစေ၊ငွေကြေးလက်လာပါတွေပေါများပါစေလို့ဆုတောင်းဆုတောင်းပြီးတော့ရင်ဒီရေရာကိစ္စလေးပြင်းရောက်ပြီးဆိုတာ ਨੇ ီအကန်လုံးကိုအမိုးအကာရှိတဲ့ခြံဝင်ပေါ်တော့ဥမာမိမိကကိုပိုင်းအိမ်နဲ့ကိုပိုင်းခြံနဲ့ခြံနဲ့ဝင်းနဲ့နေတယ်လို့ဆိုရင်မိမိရဲ့ခြံဝင်ထဲမှာအမြင့်တနေရာမှာတင်ထားမယ်ဒါပေမဲ့မိမိရဲ့ခြံဝင်မှာအမိုးအကာမရှိတဲ့အပြင်ကိုတော့မထုတ်ထားရအောင်အိမ်ရဲ့တစက်မဲ့အတွင်းမှာပဲတင်ထားရမယ်ပေါ့နော်အဲ့တော့ကြာလာတဲ့အခါမှာဖုန်လေးတက်သွားနိုင်တယ်ဖုန်လေးတက်သွားတဲ့အခါမှာဒီတကြားတွေစားတွေဆန်တွေကိုပြန်ပြီးတော့လဲပေးပါဖုန်မတက်ရင်ဖုန်မတက်မချင်းထားပါတကယ်လို့အဲ့လိုမဟုတ်ဘူးတိုက်ခန်းတွေမှာဆိုရင်တော့ ပဒင်းပအဝါလို့ပြီးတော့ဝရန်တာတို့မှာထားလို့ရပါတယ်ပြုလို့ထားလို့ရပါတယ်အမြင့်တနေရာမှာတင်ထားလိုက်ပါဒါသည်အဘဆရာကြီးဒေါက်တာမင်းတိန်ခါရဲ့ဂမ်ဘီယာရေဒီယာနီတစ်ခုဖြစ်တယ်လို့ဘသူဘသူမှလှူဒါန်းတာမဟုတ်ဖြစ်နေလက်ပွင့်ငွေဝင်အောင်အောင်မြင်ကြီးပွားစီးပွားတက်အောင်လို့လက် တက်ဆင်တာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ခုနှစ်သားသမီးအနေနဲ့ဒီရည်ရည်လေးကိုလိုက်လံပြုလုပ်ပြီးတော့အောင်မြင်ကြီးပွားတိုးတက်ကြပါစေလို့ဆံမထားရဇလီကမိတ်ဆွေတို့ကိုဆုမွန်ကောင်းတောင်းရင်းနဲ့ဒီကနေ့ရည်ရည်အစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးထူတင်ပါတယ်မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလူရဆန္ဒတွေကြေဝါကြပါလိမ့်ရှင်